Hello မင်္ဂလာပါခလေးလို့ရေတီရှယ်နဲ့ပြန်ဆုံကြပြီเนาะဒီနေ့တီရှယ်ပြပြပေးမယ်ပုံပြင်လေးရတော့ KG ပုံပြင်များထဲကဖိုကဲတို့မိသားစုဆိုတဲ့ပုံပြင်လေးဖြစ်ပါတယ်တီရှယ်နဲ့အတူနားထောင်ကြည့်ရအောင်เนาะဖိုကဲတို့မိသားစုကမြကန်းမကရွာလေးတရွာမှာနေကြတယ်အစကတော့ဖိုးဖိုးရဲ့အဖေရဲ့အမေရဲ့ ဖိုးကဲရယ်ဆိုပြီးတော့မိသားစု၄ယောက်ပဲရှိကြတယ်။ကလေးတို့မှလည်းမိသားစုဝင်နေဘယ်နှယောက်ရှိသလဲ။စဉ်းစားကြည့်နော်။အခုတော့ညီမလေးကိုမွေးပြီးတော့မိသားစုက၅ယောက်ဖြစ်သွားပါပြီ။အဖိုးရယ်အဖေရယ်အမေရယ်ဖိုးကဲရယ်ညီမလေးရယ်အားလုံးပေါင်း၅ယောက်ဖြစ်သွားပြီနော်။ အဖိုးကအသက်ကြီးဆုံးဖြစ်ပြီးတော့အားလုံးကဖိုးဖိုးရဲ့ဇကားကိုနားထောင်ကြရတယ်။ညတိုင်းမိသားစုအားလုံးကဖျားရှိခိုးရတယ်။ရှီလက်ဆေးပြီးမှအိယာဝင်ရတယ်။တနေ့မှာမိမိကဖိုကဲရေညီမလေးကိုခဏကြည့်ထားနော်မိမိအဝိ့ျှော်လိုက်အောင်မယ်လို့ပြောပြီးတော့အိမ်နောက်ဘေးမှာအဝိ့ျှော်နေတယ် ဲမိမိကအဝိရှော်နေရယ်ဆိုရင်ဖိုကယ်လေးကညီမလေးကိုထိမ့်ပေးရမှာပေါ့တသားမိမိတို့ရောအိမ်မှာမိမိကိုဘာတွေလုပ်ကူကြလဲလုပ်ကူပေးဖို့လဲစဉ်းစားကြည့်နော်ဖိုကယ်လေးညီမလေးနဲ့အိမ်ကခွေးပေါက်စလေးနဲ့အတူတူကစားနေတယ်ဖိုးဖိုးကတော့ထမင်းစားပြီးတော့အိမ်ထဲမှာတေးအိတ်နေတာပေါ့ တသားမမီတို့ရောအိမ်မှာညီမလေးတွေရှိလားရှိရင်အဲ့လိုပဲဖိုးကဲလိုပဲကူထိန်ပူကြလားအဲ့ဒီချိန်မှာခွေးပေါက်ဆာလေးကရေမြောင်းလေးကိုပြုတ်ကျသွားတယ်ဖိုးကဲလည်းခွေးပေါက်ဆာလေးကိုရေမြောင်းလေးကနေဆဲယူဖို့အလုရှုပ်သွားတယ်အဲ့လိုပဲဖိုးကဲအလုံးရှုံနေတော့ညီမလေးကလေးဖက်သွားပြီးထွက်သွားတာကိုဖိုးကဲကမသိလိုက်ဘူးပေါ့ ွေးပေါက်စာလေးကိုဆယ်ယူပြီးတဲ့အချိန်မှာညီမလေးကိုကြည့်လိုက်တော့မတွေ့ရတော့ဘူးဖိုကဲလေညီမလေးညီမလေးမမေလောက်ပါအောင်ညီမလေးပဲရောက်သွားမှမသိဘူးဆိုပြီးတော့အော်ငိုတည်းတကားမမေလို့ဆိုရင်ရောဘာလုပ်မလဲညီမလေးပျောက်သွားပြီဆိုရင်ဘလူးခံစားရမလဲဖိုကဲအော်ငိုတဲ့အတန်ကြောင့် အမေရောအဖိုးရောကအိမ်ရှိကိုပြေးထွက်လာကြတယ်။ဖိုးခွဲကအကြောင်းစုံကိုရှင်းပြနေတဲ့အချိန်မှာပဲ။ဝုန်းကလေးဆိုတဲ့အတန်ကြီးကိုကြားလိုက်ရတယ်။အဲ့ဒီအချိန်မှာကဘာပြိုလေဟေးခလေးတွေနောက်မကတ်ကြနဲ့လို့ရွာကလူတွေကအော်ပြီးတော့ကဘာဖက်ကိုပြေးသွားကြတာကိုတွေ့လိုက်ရတယ်။အားလုံးကလည်းအားလုံးကလည်းညီမလေးအတွက်စိုးရင်ပြီးတော့ပြေးလိုက်သွားကြတာပေါ့။ ဒါပေမဲ့ညီမလေးကို မတွေ့ကြတော့ဘူးမိမိကလည်းငိုဖိုးကဲကလည်းငိုပေါ့အဲ့ဒီချိန်မှာပဲခွေးမကြီးမိဖြူကဖိုးဖိုးရဲ့ပစိုးကို အတင်းဆွဲခေါ်တဲ့အားလုံးကအဖိုးနဲ့သူမိဖြူခေါ်တဲ့အိမ်နောက်ဘက်ကို လိုက်သွားကြတယ်အိမ်နောက်ဖေးကို ရောက်တဲ့အခါမှာကောက်ရိုးပုံမှာညီမလေးဟာ ခွေးပေါက်ဆလေးနဲ့အတူတူအိတ်နေတာကို တွေ့လိုက်ကြရတယ်။အားလုံးလည်းဝမ်းသာပျော်ရွှင်သွားကြတာပေါ့။တသားမိမိတို့ဆိုရင်လည်းကိုယ့်ရဲ့နော်ဒီမာလေးကိုစိုးရိမ်ပြီးပြန်တွေ့လိုက်ရတဲ့အချိန်မှာဘလို့ခံစားရမယ်လို့ထင်လဲ။ပျော်ကြတာပေါ့ဟုတ်တာပေါ့။ဖုတ်တဲ့လူမိသားစုလည်းသူတို့အဲ့ရွာလေးမှာပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြတယ်။ပုံမြင်လေးရတော့ဒါပဲနော်ဒါပါပဲ ဲ့တီရှယ်နဲ့နောက်ထပ်သင်ကန်းစာလေးထပ်ပြီးတော့ကြည့်ရအောင်ပုံပြင်လေးတွေနားထောင်ရအောင်တီရှယ်ရဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်